အမ်ဟုတ်တယ်ရေအိုင်လေးရေအိုင်ထဲမှာဘာကောင်လေးရှိလဲအမ်ဟုတ်တယ်ဘဲလေးတွေတော့ရေထဲမှာဆိုငားလေးတွေအမ်ဟုတ်တယ်ဟိုဘက်မှာဆိုရင်မြင်းနေအမ်ငါကလေးသူတို့ဘာလုပ်နေရလို့ထင်ဟုတ်တယ်ရေတောက်နေတာအဲ့တော့တရိတ်ဆန်တွေအတွဲတဲ့ရေကဘလို့အရေးပါလေတဲ့ကဲဒီမှာဇာယကွက်လေးပေးထားတယ်တရိတ်ဆန်တွေရေဟိုတဲ့တုံးတဲ့ လုပ်ငန်းလေးတွေပြီးထားတယ်အဲ့ဒါကိုတောက်ပြီးတော့အမှန်ချင်းလေးချစ်ပြရမယ်နော်တစ်တရိတ်ဆန်နေကားတဲ့ရေကိုတောက်သုံးတယ်တောက်သုံးမှမသုံးဘူးလားတောက်သုံးတာပေါ့ဒီမှာပုံမှန်လေးမြင်နေရတယ်နော်ဟွန်းဟုတ်တယ်မြင်းလေးဆိုရင်ရေကိုတောက်နေတာကဲတောက်သုံးတော့ဖြစ်တဲ့အတွက်အမှန်ချင်းလေးချစ်ပြနော်ကဲနှစ်ရေကူးခြင်းတဲ့တရိတ်ဆန်နေရေမကူးလား အဲ့ဒီမှာကြည့်ပါဦးဘဲလေးတွေငါးလေးဆိုရေကူးနေရတယ်နော်အဲ့တော့ရေကူးတာဖြစ်တဲ့အတွက်အမှန်ချက်လေးချက်ပေးပါကဲတော့ခန္ဓာကိုယ်စေးကြောရင်တဲ့ကဲတိရစ္ဆာန်လေးကြီးကရေထဲမှာခန္ဓာကိုယ်မစေးကြောဘူးလားအဲစေးကြောတာဗောနော်ကဲစေးကြောတာဖြစ်တဲ့အတွက်ဒီချိန်ကိုအမှန်ချက်လေးချက်ပေးနော်ကဲလေးကဲရေထဲမှာနေခြင်းတဲ့တိရစ္ဆာန်လေးရေထဲမှာမနေဘူးလားငါးဆိုရေထဲမှာမနေဘူးလား နေတာပေါ့ကဲဘဲလေးဆိုရင်ရောရေထဲမှာအဲနေရည်ရေကူးတယ်အဲပစုံလေးဆိုလဲအဲဟုတ်တယ်ရေထဲမှာနေတယ်ကဲရေထဲမှာနေရဖြစ်တဲ့အတွက်ရက်ကိုအမှန်ချလေးချပေးနော်ကဲနောက်ဆုံးရေမားတဲ့အစာဝိုးတဲ့ရယူခြင်းတယ်ဟုတ်တယ်တိရစ္ဆာန်တွေကရေထဲမှာနေတဲ့တိရစ္ဆာန်လေးဆိုရေထဲကနေဘာလို့လဲအဲအစာလေးရယူလားအဲရယူတာပေါ့အစာလေးတွေရေကနေရှာပြီးတော့စားတော့ကြတယ်เนาะရေမောပင်းတို့ เนาะပြီးအကောင်ပလောင်လေးနေเนาะအကောင်လေးရေးစားရဲ့ရေတွေကနေရရှိပြီးတော့ကဲဒါဆိုရင်တိရစ္ဆာန်လေးရေရေဘလို့အရေးပါလေဆိုတာကိုတောက်ကြည့်လို့သိပြီเนาะတိရစ္ဆာန်တွေအတွက်ရေကအရန်ကိုအရေးပါပါလေသူတို့လည်းတက်ရှိဖြစ်တဲ့အတွက်เนาะတချို့တိရစ္ဆာန်လေးဆိုရင်ရေထဲမှာနေထိုင်ကြတယ်ရေမရှိဘဲနဲ့ဆိုရင်သူတို့အသက်မရှင်တော့ဘူးတောက်ကြည့်ဒါဆိုရင်တရိတ်ဆန်လေးတွေရေကဘလို့အေးပါလဲဆိုတာကိုတောက်သူမျိုးသိပြီနော် ။ကဲအောင်ဆိုရင်လုပ်ငန်း၃ခုဒီ channel တူတူဆက်ပြီးရောနေလာကြည့်အောင်။